မင်္ဂလာပါဒီနေ့မောင်မြောက်ဝေးပြချင်တာကတော့ကျော်တို့ရဲ့ Facebook ဆက်ပါမှာကျော်တို့ရိုက်ရှာထားတာတွေကိုကျွန်တော်တို့ခုချင်းစီလိုက်ပြီးတော့ဖြတ်เสียမလို့ပဲねကျွန်တော်တို့တတ်မှတ်ထားတဲ့ရက်ပြွာတာ ਨੇ ဖြတ်ခံလို့ရမယ့်နည်းလေးကိုကျွန်တော်ဒီနေ့မှမျှဝေပြီးမှာဖြစ်ပါတယ် ဒီနည်းပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတွေရဲ့ပုံတော်မှာရှိတဲ့ Facebook application လေးကိုတစ်ချက်နေလိုက်ပါ။ပြီးရင်တော့ဒီပေါ်နာကရင်းကြောင်၃ကြောင်နဲ့မီနူပါကိုတစ်ချက်နေပါ။ပြီးရင်တော့စတင်နဲ့ကိုတစ်ချက်နေပြီးတော့ပုံလိုက်ပါ။ပြီးရင်တော့စီမို့အင်အောက်ဆန္ဒဆိုတဲ့နေရာလေးကိုတစ်ချက်နေပါ။ပြီးရင်ပေါ်နာကိုစတင်လိုက်ပါ။ ပြီးရင်တော့ you are information and permission ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီအောက်နာက set hsp ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီအောက်နာက key set for ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ facebook search bar မှာရိုက်ရှာထားတာတွေကို၃ရက်ပြည့်သွားတာနဲ့ auto ဖြတ်ခိုင်းလာပါတော့ ဒီနေရာမှာ9ရက်ပြည့်သွားတာနဲ့အတို့ဖြတ်ခိုင်းမလားဗောနော်ဒါမှမဟုတ်ရင်14ရက်ပြည့်မှာပဲဖြတ်မလားဒါမှမဟုတ်ရင်30ရက်30ရက်ပြည့်သွားတာနဲ့အတို့ဖြတ်မလားဗောနော်ဒီနေရာမှာကိုကြိုက်နှစ်တရားကိုရွေးချယ်လို့ရပါတယ်တကယ်လို့3ရက်ပြည့်သွားတာနဲ့ကျွန်တော်တို့ရဲ့ Facebook search bar မှာရိုက်ချက်ထားတာတွေကိုဖြတ်ချင်တယ်ဆိုရင်เนาะဒီ3ကိုတစ်ချက်နှိပ်ထားပြလိုက်ပါကျွန်တော် 3D ကိုနှိပ်လိုက်တာနဲ့ဒီလိုမျိုးလေးပေါ်လာမှဖြစ်ပါတယ်။ပြီးရင်တော့ဒီအောက်နာက conference ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ထားပေးလိုက်ပါ။ ဒါဆိုလို့ရှိရင်တော့ဒီ 3D ဆိုတဲ့နေရာလေးရဲ့ဒီဘက်ဘီနာမှာအဆက်လေးပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ရပြီပေါ့နော်။ကျော်လေးရ Facebook search bar မှာကျွန်တော်တို့ရိုက်ရှာထားတဲ့ဟာတွေကို၃ရက်ပြည့်သွားတာနဲ့ Facebook ကနေပြီးတော့ auto ဖြတ်ပေးမှာဖြစ်ပါတယ်။ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဒီနည်းပညာလေးကိုနားလည်သဘောပေါက်လိုက်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်မိတ်ဆွေများအားလုံးရှင်းလင်းချက်မြစ်ကြပါစေခင်ဗျာ။